ူရှင်းလေးကနေနေထစွာပြန်လေးကျူးဆွလိုက်ပါတယ်။ရောက်ကင်ပြည်ကိုထောင်ချထေသောတွန်ပေါ်မြေဘင်္ဂလားဒေ့ရှ်ရဲ့ကစားကွေးဆိုတဲ့တရင်တုံတက်ချက်ဆောင်းပါလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ DMG မီဒီယာကနေတင်ဆက်ထားတဲ့တရင်ဆောင်းပါလေးကိုထပ်ဆင်မျှဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်။အေဟာလက်ရှိအခြေအနေများအရဗနာရေးထောက်ပံ့မှုတွေပြန်လည်ထူထောင်ရေးအကူအညီများမပါဘဲနဲ့ဒုက္ခသည်တွေနေရပြန်ရင်ဖြစ်နိုင်ရှင်မရှိဘူးဆိုတဲ့အချက်ကိုအင်ဆွေထားပါတယ် ဒါကဘင်္ဂလားဒေ့ရှ်အစိုးရကိုနိုင်ငံတကာကအကူအညီများရရှိအောင်လုပ်ပြီးလုပ်ရန်နဲ့တခြားနိုင်ငံများပြမှာလေးတည်တံ့အဆွေးနွေးပွဲများကျင်းပဖို့အတွက်တွန်းအားပေးလျက်ရှိတယ်လို့ဆောင်မကိုအစာချီထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ဂျာဖြတ်အစိုးရဟာနိုင်ငံနဲ့နေပြည်တော်ထိဆက်နေတဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြဿနာပေါင်းစုံကြုံတွေ့နေရတဲ့ရခိုင်ပြည်မှာအစီအစဉ်တရက်အကောင့်ထိပို့ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအစီအစဉ်ဟာဒေသတွင်း area ကိုကျွလွန်ပြီးတော့ဂရိရေခံမှုတွေနဲ့အတူကြီးမားတဲ့စုပူအောင်ချမှုတွေ ဖြစ်စေမယ့်အလားအလာရှိနေပါတယ်။ဒီ view ဟာအကြောင်းရင်းအမျိုးမျိုးပေါင်းစုံပြီးနောက် portrait လာခြင်းလေးဖြစ်ပါတယ်။အပေါ်ကပြောခဲ့တဲ့အကြောင်းရင်းတွေရဲ့မူလအစကားကမင်္ဂလာဒေ့ရှ်နေဂန်ကော့ပစာမှာရှိတဲ့ရိုဟင်ဂျာပင်ကလီဒုက္ခသည်တတန်းကျူကိုစောင့်ရှောက်ထားတဲ့ဝန်ထုံဝန်ဖို့ဖြစ်ပါတယ်။ဒီတစ်ပတ်ဒီအရေးအတွက်ဟာ1980လွန်နှစ်တွေကစတင်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့မွတ်စလင်တွေပေါ်နေမြေရှင်းလျေးစစ်ဆင်ရေးများကြောင့်တစန်းတစာတိုးလာခဲ့ခြင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာအကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေမှာ Ranger Muslim တွေပါဝင်ပတ်သက်လာတဲ့ပုံမှတ်တမ်းမှတ်ရာတွေအခိမ်မာရှိနေပါတယ်။ဒုက္ခသည်စခန်းတွေမှာလက်နက်ကိန်းအဖွဲ့၄ဖွဲ့ထဲမှနေလှုပ်ရှားနေပါတယ်။အဲ့ဒီအနေမှာရိုဟင်ဂျာသွေးဆွေးညီညွတ်ရေးအဖွဲ့ RS ဆိုဟာလူအပ်တဲ့အရင်းအမြစ်တွေမရှိတဲ့အတွက်ကာလအတန်ကြာပြတ်ပြေးသွားပြီးနောက်ပြီးခဲ့တဲ့၃နှစ်အတွင်းမှာ Tempo Zone ဖြစ်လာခဲ့တယ်လို့မြို့ဆရပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အကြောင်းတရားတွေနဲ့ ရိုဟင်ဂျာတွေကိုနေရက်ပြန်ပို့ရေးစိတ်အားထက်သန်မှုမှာထပ်တိုးပေါင်းကျလာတာကတော့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်အားအရခတပ်တော်ကတောက်ချောင်းအဝေးခံလာမှုပဲဖြစ်ပါတယ်။လက်ရှိမှာအရခတပ်တော်အေဟာရခိုင်ပြည်နယ်မြို့နယ်စစ်ခနခုအနေနဲ့ ဆလိခုတီထင်ချုပ်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီအတွေ့အထိမှာရိုဟင်ဂျာများအများစုနေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နေဆက်မောင်တော်မျိုးလေးပါဝင်ဖြစ်ပါတယ်။ရခိုင်ပြည်မှာအေအေနဲ့မြန်မာစစ်တပ်အကြားတိုက်ပွဲတွေရှိနေတဲ့နဲ့အမျှဘင်္ဂလားဒေ့ရှ်တို့ဒုက္ခသည်များထပ်တိုးဝင်လာမှာကိုဒါကဆွေရကဆွေရင်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒုက္ခသည်တွေကိုမြန်မာပြည်သို့ပြန်ပို့ရေးမအောင်မမြင်ဖြစ်ရခြင်းနဲ့ဒီကိစ္စကနိုင်ငံအပေါ်တံပြန်ကြေးရိတ်ခတ်မှုနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေကိုဖွင့်ဟပြောဆိုမှုတွေရှိခဲ့ပါတယ်။ရန်ဂျာမွတ်စလင်တွေအချက်အလက်အတွေ့ခိုင်မာတဲ့ဖြည့်ရှင်ရှင်တရက်ကိုဘင်္ဂလားဒေ့ရှ်ဟာအလို့တကြီးရှာဖွေလျက်ရှိနေပါတယ်။ဒါကဟာအဂုလာ24ရက်နေ့မှ26ရက်နေ့အထိကော်ပစာမှာကျင်းပမဲ့ရန်ဂျာရေး conference ညယူရမှာစက်တင်ဘာလ30ရက်နေ့မှာကျင်းပမယ့်အစီအဝေးဒါကမှဒီဇင်ဘာလ6ရက်နေ့မှာပြုလုပ်မယ့်ပြည်ဆောင်ပွဲစတဲ့ရန်ဂျာအယူကိုမိမထိုးပြမယ့်ဆွေးနွေးပွဲတွေကိုတတိတန်းစီစီစဉ်လေးရရှိနေပါတယ်။ရခိုင်စင်းချန်နောက်ွယ်မှာအိန္ဒိယ ်တလွန်မှာဘင်္ဂလားဒေ့ရှ်ကြဖြတ်အစိုးရဟာရခိုင်စင်ကြံတခုအဆိုပြုခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဆာနဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုချိတ်ဆက်ပြီးတော့စာနာထထရေးနဲ့တည်ယူပို့ဆောင်ရေးဆိုင်ရာလမ်းကြောင်းတစ်ရက်ထားရှိနေရေးကိုမျှဝမ်းတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီစိတ်ကူဟာကိုအညီများဖြန့်ရှိရေးတရားရအရသားတွေကိုကေထုတ်ရင်းနဲ့နောက်ဆုံးအဖြစ်ရခိုင်မှထွက်ပြေးလာကြတဲ့ရင်ဂျာမော်စလင်ဒုက္ခသည်တွေကိုနေရက်ပြန်ပို့ရတော့အတွက်ခါကွေဆွန့်ချပေးရန်နဲ့တကမ္ဘာလုံးကစောင့်ကြည့်ပေးရန်လမ်းကြောင်းတစ်ရက်ထူထောင်မြေအကြံဖြစ်ပါတယ် ်အမေရိကန်နိုင်ငံကလည်းရခိုင်စင်ကြံကို တရုတ်ဩစာကြီးထွားလာတဲ့ဒေသတွေမှာရှေရှနိုင်မဲ့အခွင့်အရေးတရက်အဖြစ်ရှုမြင်ပြီးအားပေးကူညီမဲ့သဘောပြသခဲ့ပါတယ်။စာနာမောအကူအညီပေးရေးစီမံချက်ဖြစ်တစိတ်ကတ်ထားပေမဲ့ဒီစင်းကျင်ဟာပထဝီအနေထားအရာပြူဟာမြွနေရာမှာတည်ရှိခြင်းအပြင်ပအဝင်ပတ်သက်သူများကြောင့်အပါဝိဝါဒကိစ္စရာတွေဖြစ်နေပါတယ်။မင်္ဂလာတရှိအစိုးရရဲ့ရခိုင်စင်းကျင်နောက်ကွယ်မှာအရေးချစ်အစ်စ်မဟာရင်ဂျာတွေအတွက်ရခိုင်ပြည်မှာဘေးကင်းစုံစစ်စုံတစ်ခုတည်ထောင်ရန်ဖြစ်တယ်လို့သတင်းရင်းမြစ်တွေက ကြပါတယ်။အေကတော့တက္ကနာမတဆင်စီမံလေပတ်မြေအဆိုပါစင်ကြံကိုဆန့်ကျင်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အစီအစဉ်မှာကုညီထပ်မတ်မှုများအများပြားရယူပြီးနောက်ရ ेंजर လက်နက်ကင်များအဆိုပါအကူအညီတွေကိုလူယူအောင်အပိအမများလုပ်ပြီးရခိုင်ပြည်တွင်ရ ेंजर များအတွေ့လုံခြုံမှုမရှိကြောင်းထောက်ပြရန်ဖြစ်တယ်လို့တရင်ရင်းမြစ်တွေကဆွဆွေပြုဆိုမှုများရှိပါတယ်။ဒီအစီအစဉ်မှာကုလသမဂ္ဂအငြိမ်းချမ်းရေးအဖွဲ့ကိုရခိုင်ပြည်မှာနေရာချထားရန်လေးပါဝင်ပါတယ်။လက်တလုံးမှာဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင် 9629ခုဟာနိုင်ငံစီနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂငင်းချမ်းရေးတပ်ဖွဲ့ဝင်များမှဝင်ရောက်တာဝန်ထမ်းဆောင်ရေးရှိပါတယ်။တည်ငြိမ်မြင့်များပြောပြကြတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အစီအစဉ်နောက်တစ်ခုမှာနှစ်နိုင်ငံလုံးမှာရှိတဲ့စစ်တပ်ရဲ့အားပေးကူညီမှုနဲ့ရန်ဂျာလက်နက်ကင်တပ်သားတွေကိုရခိုင်ပြည်တွင်းသို့ထုတ်ဖောက်ဝင်ရောက်စီရင်ဖြစ်ပါတယ်။ တစ်တွေ့စီစဉ်မြန်မာစစ်ကောင်စီဟာလည်းပဲပြီးခဲ့တဲ့နှစ်ကမော်တော်မှာအေအေထုတ်စစ်ကိုရပ်တန့်သွားစေရန်နေလန်တရက်အဖြစ်ရိုင်းဂျာလက်နက်ကင်အုပ်စုအများပြားနဲ့မဟာမိတ်စစ်ဆန်ရေးအခိုင်အမာထရှိခဲ့ပါတယ်။စစ်ကြံအိန္ဒိယကျောက်ထိန်သွားတော့လေအစီအစဉ်ရှက်ဆက်ရှိနေစေ။ဘင်္ဂလားဒေ့ရှ်ကရခိုင်စစ်ကြံဟာမိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါနိုင်တယ်လို့အမေရိကန်တီလေး ပထဝီနိုင်ငံရေးဖြူဟာမြောက်အကျိုးအမြတ်တွေအကူအညီအားပေးခြင်းဖြစ်တယ်ဆိုတဲ့ဆိုရင်ပုံမှန်မှုရှိပါတယ်။လက်ဝဲပါတီများနဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP အပအဝင်နိုင်ငံရေးပါတီအများပြားကဒီစီစဉ်ကိုဆန့်ကျင်ကြတာဟာ NOC ရာမဟုတ်ပါဘူး။ဒီစီမံကိန်းကိုအနည်းဆုံးချုပ်ပေးလိုက်တဲ့နောက်ဆုံးဖြစ်ရဟာမေလနောက်ပိုင်းမှာထွက်ပေါ်လာခဲ့ပါတယ်။စီးပွားရေးချုပ်ဘူချုံမှုကြီးဝါကာအူဇမန်ကအစိုးရအားစီမံကိန်းကိုရုပ်သိမ်းဖို့ရာဇသံပေးလိုက်တဲ့အချိန်ဖြစ်ပါတယ်။ သူစီကမူလက်လာသူများကတော့ဘင်္ဂလားဒေ့ရှ်အစိုးရဟာရင်ဂျာတွေအတွက်ဘီကင်ဆွန်တရက်ထရှိရဲ့အကြံစီကိုအမေရိကန်ရဲ့အကူအညီနဲ့ဆက်လက်ကြိုးပမ်းနေစေလို့ခိုင်မာယူဆကြပါတယ်။ဒါကရဲ့အကြံကမြန်မာနိုင်ငံစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့အေကိုတိုက်မဲ့ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေကိုစနစ်တကျလက်နက်တပ်ဆင်ပြီးတော့အသင့် ြင်ဆင်ပေးဖို့ပါအေးအနေနဲ့တိတ်ပွေးညနေစာနှစ်ခုဖြစ်လာရင်အကျက်ရိတ်နိုင်တယ်ဒီနေ့အပြည့်နောက်ဆုံးတော့မောင်တော်မှာဘေးကင်းဆုံးတစ်ခု ထားရှိဖို့တပုတ်တူထားရတဲ့အဆင့်ဖြစ်နိုင်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကမျိုးလင့်ထားတယ်လို့အိန္ဒိယအစိုးရအရာရှိတူက development တင်းဌာနတို့ပြောပါတယ်ဘင်္ဂလားဒေ့ရှ်ကောင်းဆောင်ပိုင်းကလည်းဒီကိစ္စကိုနေပြည်တော်နဲ့အချင်းချင်းဆွေးနွေးထားပြီးတော့သူကဖြစ်စစ် ပြောကြပါတယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာတွေကိုလက်ကျင့်တင်ကြားပေးမှုများလေးပုံမအချိန်မြင့်ဆောင်ရွက်လာတဲ့ဆိုတဲ့တည်ငြိမ်မြေများကြားနေရပါတယ်မိမန်စင်းဒေတာမှရှိတဲ့စစ်တပ်ဝင်ကြီးဟာရိုဟင်ဂျာအုပ်စုငယ်တွေကိုတင်နန်းပေးပြီးလက်နက်ကြိယာများတပ်ဆင်ပစ်နေတဲ့နေရာများအနေတစ်ခုဖြစ်တယ်လို့ယူဆရပါတယ်ကော့ပ္ဆာနဲ့ဘာဂါရက်ဒေတာအတွင်းမှာလေဘင်္ဂလားဒေ့ရှ်စစ်တပ်မှာ အေးစင်တက်ဖွဲ့တွေကတင်နန်းပင်းနေတဲ့အလားတူတင်နန်းနေရာများအနှံ့ပြားတွေ့ရှိပါတယ် RS ဆိုအာဆာဖွဲ့တွေမှာတိုက်ခိုက်ရေးသမားအရေးတွေပုံများလာတဲ့တက်တည်ထောက်ထားတွေကိုအဲ့ဒီအဖွဲ့တွေရဲ့ဆိုရှယ်မီဒီယာတွေမှာဖော်ပြနေတာတွေ့ရပါတယ်အခုလ20ရင်းနေက Facebook ပေါ်မှာ RSO post တခုမှာဆိုလို့ရှိရင်လက်နက်ကင်တပ်သားတွေခြိတက်နေတဲ့ဗီဒီယိုဖိုင်ကိုရန်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ရန် Ranger သစ်စစ်ညီညာရေး RSO အထူးတပ်ဖွဲ့ဝင်များ Rocking Bee မြန်မာတို့ရှိတဲ့ဆိုတဲ့အစားနဲ့ တွဲဖက်ဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီနေ့မှာပဲဖော်ပြထားတဲ့နောက်ထပ်ဗီဒီယိုကိုတခုကိုလေတက်ခရေးဝက်စုံတွေဝက်ဆင်ထားတဲ့တက်စိတ်တခုတင်ကြားလေ့ကျင့်နေတာကိုတွေ့ရပါတယ်။လက်သားအများစုကိုမြန်မာစစ်တပ်ကအသုံးပြုခဲ့တဲ့ G3 Rifle များနဲ့တွေ့ရခြင်းဖြစ်ပါတယ်။အခွင့်အရေးကိုအမိရ ကိုင်းတဲ့ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံရေးအခြေအနေအပြောင်းအလဲဟာပါကစ္စတန်အားအစွန်းရောက်အစုတွေကိုအင်အားဖြစ်တင်ပြီးရန်နေရာအလုံးတော့ရသွားစေပါတယ်ဘင်္ဂလားဒေ့ရှ်မှာတရင်ချင်းမြင့်တွေကပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့အာဘင်္ဂလားဒေ့ရှ်စစ်တပ်ထောက်လာရင်ညွန်ကြားရေးဌာနမှအရာရှိများနဲ့အတူတက္ကနဒေသမှနေပြီးတော့ရှင်မဖြူကျွန်းအထိအဲရီယာတစ်ခုလုံးကိုဇလိုင်လ29ရက်နေ့မှာခွင်းစင်လည်လာခဲ့ကြတယ်လို့ပြောကြပါတယ်ရှင်မဖြူကျွန်းဟာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်မှာရှိတဲ့နယ်မြေတစ်ဖက်ကမှတည်ရှိပါတယ် အဲ့ဒီလိုလက်လာရတဲ့အကြောင်းရင်းကိုမဟုတ်ရှင်းရှင်းလင်းလင်းမသိရပါဘူး။အိန္ဒိယအစိုးရအရာရှိတချို့ကမို့ပါကစ္စတန်ရဲ့ရေမန်ရှင်ဟာရိုဟင်ဂျာများနေရက်တို့ပြန်နိုင်အောင်ကူညီပေးရန်ထက်အိန္ဒိယကိုအနှောက်အယှက်ပေးနိုင်အောင်တွေးထိုးနှုတ်ဆိုရေးကပုံများတယ်လို့ယုံကြည်ကြပါတယ်။ကျွန်တော်တို့အရှိဘက်ကနေစမယ်လို့ပါကစ္စတန်စစ်တပ်မှအကြီးကြီးဘုံမကြီးတူကမကြတဲ့မီက Economics စာဆောင်နဲ့အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။ပါကစ္စတန်ဟာအိန္ဒိယကိုဆန့်ကျင်တဲ့စစ်စင်ရေးတွေအား င်္ဂလားဒေ့ရှ်ကိုအုံပြုကအရှိတ်ဘက်မှဆောင်ရွက်မယ်လို့ဆိုတဲ့အသိပ္ပယ်ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်အကြားဆက်ဆံရေးပြီးခဲ့တဲ့နှစ်ကဘင်္ဂလားဒေ့ရှ်မှာအဝါမီလိုက်ပါတီအစိုးရပြုတ်ကျသွားချိန်မှာစပြီးတိတိတသာတိုးတက်လာခဲ့ပါတယ်။အိန္ဒိယရဲ့နေဆက်လုံခြုံရေးတပ် BSF ဟာဒါကမှအကုလ25ရင်းနဲ့ကျင်းပရန်စီစဉ်ထားတဲ့ဘင်္ဂလားဒေ့ရှ်နေချန်ဆောင်တက်နဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်မှာအစွန်ရောက်အုပ်စုတွေရဲ့အိန္ဒိယဆန့်ကျင်ရေးလုပ်ရက်တွေကြီးထွားလာတဲ့ပြဿနာကိုတင်ပြရရှိပါမယ်။အချိန်တိမှာပဲရော်ခိုင်ပြည်နယ်မှာ အေဟာလဲစစ်ပွေးတရက်အတွက်ဂျုံနယ်ပြင်ဆင်မှုတွေအချိန်မြင့်ဆောင်ရွက်နေပါတယ်။ရောက်ခိုင်မြို့သားအဖွဲ့ချုပ် ULA ဟာအသက်55နှစ်အရွယ်အထိရောင်းနေသူများစစ်မှုထမ်းစန့်ခိုခွင့်ရှိတဲ့မြို့သားကာကွယ်ရေးအရေးပေါ်ဥပဒေကိုပြဋ္ဌာန်းထားပါတယ်။ဒီအသက်အရွယ်အတွက်အကျုံးဝင်သူများကိုလည်းခိမာတဲ့အကြောင်းရင်းမရှိဘဲရောက်ခိုင်ပြည်ပသို့ထွက်ခွာခွင့်တောင်းပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရဟာပြီးခဲ့တဲ့နှစ်နှစ်တာအတွင်းအေအေနဲ့ပုံမှန်ထိတွေ့ဆက်ဆံပြီးရိန်ဂျာတွေကို၎င်းတို့နေရမောင်တို့တို့ပြန်ပို့နိုင်ရတဲ့နေလတ်တွေရှာဖွေဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အေဟာလက်ရှိအနေထားများရမန္တရေးထောက်ပံ့မှုတွေပြန်လည်ထူထောင်ရေးအကူအညီမပါဘဲဒုက္ခသည်များနေရပြန်ရေးဖြစ်နိုင်ခြင်းမရှိဆိုတဲ့အချက်ကိုဆွေးကိန်းထားပါတယ်။ဒါကဘင်္ဂလားဒေ့ရှ်အစိုးရကိုနိုင်ငံတကာမှအကူအညီများရရှိအောင်လုပ်ပြီးလုပ်ရန်နိုင်ငံအများအပြားမှာတည်တံ့ဆွေးနွေးပွဲတွေကျင်းပရန်တွန်းအားပေးလျက်ရှိပါတယ်။ရောက်ခိုင်ဆင်းချန်အိန္ဒိယတခန့်ရက်သွားပြီးဆိုတော့လေရန်ဂျန်နေရက်ပြန်ရေးအကောင့်ထေပို့ဖို့ကျူပန်မှုတွေကတော့ဒေသတွေမှာအနှော့အယှက်များနဲ့သွေးဆွဲမှုများပုံမို့ ထွက်ပေါ်လာစေမဲ့မျက်နှာအသစ်ဖြစ်ရှိနေစေဖြစ်ပါလေ။ရာဘီရှန်ဒရာဂူမာတတလုံးမဲ့စာဆောင်မှာဖော်ပြထားတဲ့ဆောင်းပါရှင်ညက်ဘာသာပြန်ဆောင်းပါကိုပြန်လေးဖော်ပြတင်ဆက်ပေးခြင်းဖြစ်ပါလေ။ဆောင်းပါရှင်ဟာအိန္ဒိယနိုင်ငံအာတန်ပြည်အခြေစိတ်တဲ့အိန္ဒိယနိုင်ငံအာတန်ပြည်အခြေစိတ်အကြီးတန်းသတင်းထောက်တူဖြစ်တဲ့ဆောင်းပါပါတုံးတုံးတွေဟာမူရင်းဆောင်းပါရှင်အဘော်တိုင်ပဲဖြစ်ပါလေ။ဟုတ်ကဲ့ပါခင်ဗျအဆုံးထိ ကြည့်ရှုနားဆင်ပေးကြတဲ့တော်လန်မိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။တရင်ဆောင်မလေးဟာတကက်ကိုအရေးကြီးတဲ့ဆောင်မလေးဖြစ်ပါတယ်။မျှဝေပေးကြဖို့လေကျွန်တော်မြစ်တိုင်းရခန့်ချင်ပါတယ်။အရက်ခပြည်သူပြည်သားများနဲ့တော်ပါမြန်မာပြည်သူပြည်သားများအားလုံးဒီကင်းကျမ်းမာကြပါမယ်လို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။